ကဲထမင်းစားမမိတ်ဘူးပြောတဲ့ချစ်ညစ်ကိုတွေအတွက်စီလုံးဝမပါဘဲနဲ့ဘဲသားစီပြန်ဟင်းလေးလာပြီးတော့ညှောက်ပေးပါမယ်ဘဲသားကြိုက်တဲ့ချစ်ညစ်ကိုတွေဗီဒီယိုလေးကိုအစားဆုံး like ကြည့်လိုက်ရအောင်မကြည့်ခင်လည်းမှ YouTube နဲ့ Facebook လေးကို like share လေးလုပ်တော်ပြပါအောင်ခင်ဗျာမွေးနောက်กินရတဲ့ဘဲသားလေးတွေကိုနေတော်လေးတုံးပြီးလို့ရှိရင်တော့တံမြာရည်နဲ့စားနဲ့စင်အောင်ဆေးပေးပါအရသာကိုကြတော့ဆွနှင်းမုတ်မဆလာစားငံပြာရည်အတင်းတင်းထဲတကြားလေးအနေတော်လောက်ထဲအစိမ့်မုတ်လေးအတင်းတင်းထဲတံမြာရည်လေးပါထဲ့ ချက်သွန်ယူထောင်းထဲဂျင်းလေးအနေတော်လောက်ထောင်းထဲချက်သွန်ညီလေးပါထောင်းထဲမြုပ်သီးဆဆကြိုက်တယ်ဆိုရင်တော့မြုပ်သီးအချောက်တောင်းနိုင်နိုင်ထဲအားလုံးတမအောင်နေပွားလို့ရှိရင်တော့တဏ္ဍာရီလောက်နှက်ထားပေးပါနှက်ထားတဲ့အချိန်တဏ္ဍာရီပြည့်ပြီဆိုတာနဲ့မီးလေးကိုဖွင့်ရေလုံးဝမထည့်ပဲနဲ့အဖုံလေးကိုလောင်းပိတ်ပြီးတော့ဘဲရထွက်လာတဲ့အရည်လေးတွေကိုအနေတော်စီပြန်သွားတဲ့အထိကျွန်တော်တို့ထိုက်ပြီးတော့ချက်ပါမယ်အပေါအောက်လုံးမွေပွားလို့ဆိုလို့ရှိရင်အဖုံကိုလောင်းပိတ် နောက်ထပ်တစ်ခေါက်ထပ်ချက်ပြီးဆိုတာနဲ့ရေလေးအနေတော်တော့ထည့်ပါမယ်။ထည့်ထားတဲ့ရေလေးကအနေတော်ခံသွားပြီဆိုလို့ရှင်တော့အမွေးကြိုင်အတွက်ပြင်းတော့သိရလေးထည့်ဒါမှမဟုတ်လို့ဆိုရင်လည်းဟင်ခတ်မဆလာလေးကိုထပ်ချက်လို့ရပါတယ်ခင်ဗျာ။အရန်ကိုမှစားလို့ကောင်းပြီးစီလုံးရမှပါတယ်။ဘဲသားစီပံချက်လေးကိုအိမ်မှာအလွယ်တကူလိုက်ပြီးတော့ချက်စားချစ်ချည်ပါ။拜拜。Bye bye.